Daily Dose ကမြန်မာမှာကြိုဆိုပါရစေ။ကျွန်တော်အမေနိုင်ပါ။ဒီနေ့ကျွန်တော်သင်ကြားပေးချင်တဲ့သင်ခန်းစာလေးက Microsoft Word မှာဇာတ်တခုကိုဘယ်လိုမျိုးစနစ်တကျရေးဆွဲရမလဲဆိုတာလေးနဲ့ဇာတ်ထဲမှာကျွန်တော်နံပါတ်စင်လေးတွေကိုဘယ်လိုမျိုးစနစ်တကျနဲ့တက်ရမလဲဆိုတာကိုသင်ကြားပေးချင်တာဖြစ်ပါတယ်။ဒီခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Computer Basics Online Course တွေနဲ့ Microsoft Word Special Online Course တို့မှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ Microsoft Word လေးကိုပေါင်းလိုက်ပါမယ်။ ပြီးရင်ကျွန်ုပ်ဒီပဲဆွဲဖို့အတွက်ကကျွန်တော်ဒီဘော်လေးမှာ inset ဆွဲတက်ပလီကိုတွားရမှာဖြစ်ပါတယ်ဒီကိုတွားလိုက်ပါပြီးရင်တယောက်လေးမှာကျွန်တော်ဒီပဲဆွဲလိရှိပါတယ်ဒီပဲလေးကိုတစ်ချက်လေးနှိမ့်လိုက်ပါမယ်နှိမ့်လိုက်ပြီးသွားရင်ကျွန်တော်ကဒီပဲကိုကိုလိုချင်တဲ့ column အရေးတွက်နဲ့ row အရေးတွက်ကိုကျွန်တော်ကအတီးချရိုက်ထည့်ပြီးတော့မှဒီပဲတစ်ခုကိုဖန်တီးချင်တာဖြစ်တဲ့အတွက်တယောက်လေးမှာကျွန်တော်တို့ inset ဒီပဲဆွဲလိရှိပါတယ်ဒါလေးကို click တစ်ချက်လေးနှိမ့်ပြလိုက်ပါနေလိုက်ရင်တော့ဒီလိုမျိုးလေးခုလိုမျိုး inset တွေပဲဆိုပြီး download box ကြီးချလာပါမယ် ဲ့ခါမှာသူကတိအောင်လေးမှာ number of column ဆိုပြီးတော့မှာ number of row ဆိုပြီးတော့မှာဒီမှာနှစ်မျိုးရှိတယ်ကိုအနေနဲ့ column ဘယ်နှခုလိုချင်လဲ row ဘယ်နှခုလိုချင်လဲဆိုတာကိုဒီမှာလာပြီးတော့မှာတက်မှတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဥပမာအနေနဲ့ column ကို9ခုလိုချင်ပါတယ်ပြီးတော့ row ရေအတွက်ကိုတော့ကျွန်တော်6ခုလိုချင်ပါတယ်ဒါကြောင့်မလို့ဒီမှာ6ဆိုပြီးတော့ရိုက်ထည့်လိုက်ပါတယ်ကိုလိုချင်တဲ့လောက်ကိုဒီထဲမှာလာပြီးတော့ရိုက်ထည့်လို့ရပါတယ်ပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါဒါဆိုရင်ကျွန်တော်တို့ column 9ခု row 6ခုရှိတယ်ကျွန်တော် table လေးတစ်ခုကိုစတင်ပြီးတော့မှရရှိပါပြီ။ ်ဇရာလေးရသွားပြီဆိုရင်ဒီဇရာထဲမှာကျွန်တော်ကစာရီရိုက်တော့မယ်ပေါ့နော်စာရီရိုက်ဖို့အတွက်ကကိုသုံးမဲ့ဖောင်ကိုကျွန်တော်ကဒီဇရာတစ်ခုလုံးမှာပဲဖောင်ကိုသုံးပါလဲဆိုတော့ကိုဒီခါလေးနဲ့ရွေးပေးထားလို့ရပါတယ်အဲ့လိုရေးပေးထားခြင်းနဲ့ဆိုရင်ကွာဒီတေးဘတစ်ခုလုံးမှာသုံးသမျှဖောင်ကိုတပြင်းညီထားခြင်းနာမလို့တေးဘတစ်ခုလုံးကိုကျွန်တော်ကဆက်လက်ပေးဖို့လိုအပ်တယ်။ဆက်လက်ပေးတဲ့အခါမှာကျွန်တော်ကဘောနော်ဒီအပေါ်ဆုံး10ခွက်ကနေပြီးတော့မှ mouse ကနေ clip ဖိထားပြီးတော့မှကိုလိုတဲ့လောက်ဒီတေးဘတစ်ခုလုံးကိုဒီလိုမျိုးလေးအကုန်လုံးကိုဆက်လက်ပေးလိုက်လို့ရပါတယ်။ လင်းမျိုးစလက်မပေးတတ်ဘူးဆိုရင်ကျွန်တော်ကဘယ်လိုပေးလို့ရလဲဆိုတော့ဒီ table လေးရဲ့ဘဲဘဲထောင်လေးမှာဒီမှာကျွန်တော်တို့အပေါင်းလက္ခဏာမြန်ထောင်လေးနဲ့ဒီလိုပုံစံလေးရှိရဲပေါ့နော်ဒီများပုံစံဒီလိုမျိုးအကွက်ကလေးကိုကျွန်တော်ကလစ်တစ်ချက်လေးနှိပ်ပြလိုက်ပါနားလေးကိုနှိပ်လိုက်မယ်ဆိုရင်လည်းပဲကျွန်တော် table တစ်ခုလုံး selection ဖြစ်သွားပါလိမ့်မယ်အဲခါမှာကျွန်တော်တို့ form ပြောင်းဖို့အတွက်ဒီ board လေးက home tag ကိုတာပါမယ်ပြန်ကျွန်တော်ဒီ form ဆိုတဲ့ group လေးထဲမှာဒီ board လေးမှာ form box တွေရှိပါတယ်ဒီထဲမှာကိုတုံးခြင်းတဲ့ form ကိုကျွန်တော်ရွေးချယ်လို့ရပါတယ် ကျွန်တော်ကတော့ဥပမာအနေနဲ့ဒီမှာပြည်တော်စုဖုန်းလေးကိုသုံးလိုက်ပါမယ်ပြဖုန်းဆိုင်ကိုဘလောက်ထားခြင်းလဲကိုထားခြင်းသလားဖုန်းဆိုင်အရွယ်သားကိုလည်းဒီထဲမှာလာပြီးတော့မှထားလို့ရပါတယ်။ပြီးရင်ကိုအနေနဲ့ဖုန်းကိုမှကာလာလေးတွေထည့်ခြင်းလဲဆိုတဲ့ဒီဘက်လေးမှာဖုန်းကာလာလေးရှိပါတယ်။ကျွန်တော်ကတော့ဒီမှာတဖုန်းအနေနဲ့ automatic ဒီအနက်ရောင်လေးကိုပဲထားလိုက်ပါမယ်။ဟုတ်ပြီဒါရင်ကျွန်တော်ဒီဘက်တစ်ခုလုံးမှာကိုသုံးခြင်းတဲ့ဖုန်းကိုတက်မဲ့လုပ်ပြီးသားပါပြီ။ဒါဖြင့်ကျွန်တော်စပြီးတော့မှနံပါတ်စင်လေးတွေတက်မဲ့ပါတော့။ဟုတ်ပြီနံပါတ်စင်တက်ဖို့အတွက်ကကျွန်တော်တို့ကအရင်ဆုံးဒီပါတော့။ ပထမဆုံးကွက်ကနေစပြီးတော့တက်မယ်အဲ့ဒါကျွန်တော်ကဒီကနေပြီးတော့ဗောနောပထမဆုံးကွက်ကနေပြီးတော့ဒီအောက်ထိကိုကျွန်တော်ကပုံမှန်တိုင်းဆိုရင်နံပါတ်တင်တက်သွားခြင်းတယ်တက်မယ်ဆိုရင်ကျွန်တော်ကပုံမှန်အပြင်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီမှာ1ဆိုပြီးတော့ရိုက်ထည့်လိုက်တယ်ပြီးတော့ auto ကမှကျွန်တော်2လို့ရိုက်ထည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော် mouse ကနေပြီးတော့ auto ကကိုရွှေ့လိုက်တယ်။ပြီးရင်ကျွန်တော်2ဆိုပြီးတော့မှရိုက်ပြီးတော့ထည့်လိုက်ပါတယ်။ပြီးတော့ auto ကမှလာပြီးတော့မှကျွန်တော်3ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ပေါ့နော်။ဒါကတော့ကျွန်တော်ပုံမှန်အားဖြင့်လုပ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ဟုတ်ပြီကျွန်တော်တို့ကအဲ့လိုမျိုးလှုပ်သွားရင်တော့ရတော့ရတယ်ဒါပေမဲ့ဘယ်လိုဖြစ်တော့ဆိုကျွန်တော်တို့အခုလိုမျိုးလှုပ်တာတလိုမျိုးပေါ့နော်တက်ကနေပြီးတော့မှဒီမှာ6တို့5တို့လောက်ဒီပဲတက်ရမလို့နည်းနည်းလေးဆိုတော့ကိစ္စမရှိပါဘူး ဒါပေမဲ့ကိုယ့်ရဲ့စင်းစရာကအရှိကြီးပဲပေါ့နော်ဒီလိုမျိုးအောက်တီကျွန်တော်တို့ကတက်ကနေပြီးတော့90လို့100လောက်ထိကျွန်တော်ကစရာအရှိကြီးတွေကိုဆွဲတဲ့အခါမှာစရာကြတော့ကျွန်တော်တို့ကိုချင်းစီလိုက်ပြီးတော့မှနံပါတ်စင်ကိုလိုက်တက်နေမယ်ဆိုရင်ကြတော့အချိန်တွေအများကြီးကြာသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီလိုမျိုးကြီးတက်စရာမလိုဘူးပေါ့နော်ဒီမှာကျွန်တော်က macro software ထဲမှာနံပါတ်စင်တွေကိုစနစ်တကျနဲ့တော့လိုလျောက်တက်ပေးနိုင်တဲ့ကျွန်တော် feature လေးတခုရှိပါတယ်။ဒါလေးကိုကျွန်တော်သုံးလိုက်ရုံပါပဲ။အပြည့်အတွက်ကျွန်တော်ဒီမှာဒါတွေကိုအကောင်လုံးကိုပြန်ပြီးတော့မှကျွန်တော် delete နဲ့ပြတ်လိုက်မယ်ပေါ့နော်ပြတ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ number စင်လေးတက်ချင်တယ် တပုတ်တက်ကွာဒီမှာဒီ column တစ်ခုလုံးတက်မယ်ဆိုရင် column တစ်ခုလုံးကိုအရင်ဆုံးကျွန်တော်တို့တွေ click ဖိပြီးတော့မှ selection ပေးရမှာဖြစ်ပါတယ်။ selection ပြီးပြီးတော့အဲ့ကျွန်တော် navbar စင်ကိုအလိုလျောက်တပုတ်တက်ကကြတော့ဒီ home tag ထဲမှာပဲတက်ရတာပါ။ home tag ကိုသွားပါ။ home tag ထဲကနေပြီးတော့မှကျွန်တော်ဒီဘက်လေးမှာ paragraph ဆိုတဲ့ group လေးရှိပါတယ်။အဲ့ group လေးထဲမှာကျွန်တော်ဒီ body လေးမှာဒါလေးရှိတယ်ပေါ့နော်။ဒါလေးကိုကျွန်တော်တို့က number ring လို့ခေါ်တာဖြစ်ပါတယ်။အဲ number ring လေးမှာညာလေးပါတယ်။ဒါလေးကိုတစ်ချက်လေးနှိမ့်လိုက်မယ်ဆိုရင်တော့အများကြီးကြာလာပါလိမ့်မယ်။ ဒီထဲကနေပြီးမှကိုနေတက်တဲ့ဟာကိုကိုရွေးချယ်လို့ရတယ်။အဲကမှတော့ဒီမှာပြထားတယ်ပေါ့နော်။ကိုနေနဲ့ဘယ်လိုပုံစံတက်ချင်လဲ။ကိုနေနဲ့ဒီမှာ1 2 3လေးရှိမယ်။1 2 3ကိုမှသွားဒါလေးကနောက်က full store လေးနဲ့ပေါ့နော်။ပြီးတော့ဒါကျတော့1 2 3ကိုမှနောက်ကနေပြီးတော့မှ quantity လေးနဲ့ပါ။ကိုနေနဲ့ဘယ်လိုပုံစံတက်ချင်လဲပေါ့။ကိုနေနဲ့ကဒီ1 2 3ဒါလေးကိုကိုသဘောကျတယ်ဆိုပါစို့။ကိုတက်ချင်တဲ့ဒါလေးကိုကိုသဘောကျတယ်ဆိုရင်ဒါလေးပေါ်မှာ click တစ်ချက်လေးနှိပ်ပြလိုက်ရုံပါပဲ။ဒါဆိုရင်ကျွန်တော်ဆဲခွက်ကိုဆက်လက်လုပ်ထားတဲ့ဆဲခွက်ဒီအားလုံးမှာဒီလိုမျိုး1 2 3ဒီ number စင်လေးတွေက အလိုလျောက်လေးနဲ့တက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါတော့ကနံပါတ်စင်ကိုတက်လိုက်တာ။တက်လိုက်တဲ့ခါမှာကတက်ပြီးသွားပြီဆိုရင်လည်းပဲပြန်ပြီးတော့မှဖြတ်ချင်တယ်ပေါ့။ဥပမာနဲ့ကျွန်တော်ကဒီမှာပြန်ဖြတ်ချင်တယ်ဆိုပြီးတော့ကတစ်ခွက်ချင်းလေးလိုက်ဖြတ်မယ်ပေါ့နော်။ဥပမာကျွန်တော်ဒီ1ကိုကျွန်တော်ဖြတ်ချင်တယ်။1နဲ့မှကျွန်တော်ကာစာချလိုက်တယ်။ကာစာချပြီးတော့ကျွန်တော် back space နဲ့ပေါ့နော်။ keyboard ကနေ back space နဲ့ကျွန်တော်ဒီမှာ1ကိုဖြတ်လိုက်တယ်။အဲ့ခါမှာကျွန်တော်ကဒီမှာ1ကတော့ပြတ်သွားတယ်။ဒါပေမဲ့ဒီမှာအောက်ကခဏန်းကနေစပြီးတော့မှဒီမှာ ဒီမှာအပေါ်ဆုံးကတစ်ခွက်ခါမရှိတော့တာဖြစ်တဲ့အတွက်တယောက်ကနေစတာမလို့တရားနေစပြီးတော့မှ1 2 3 4ဆိုပြီးတော့အစင်လိုက်ပြန်ပြီးတော့မှတက်သွားတယ်ပေါ့ဒီလိုကဒီအောက်ကကောင်လေးကိုဖောက်ပြီးတော့မှဖြတ်မယ်ဆိုရင်လည်းအလိုပဲဒီမှာ4ဆွဲကောင်လေးမှာကျွန်တော်တို့ကစားချလိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာ best pin နဲ့ဖြတ်လိုက်တယ်ဆိုပါစို့ဒါလည်းတော့ဒီအကွက်လေးမှာတော့ပြတ်သွားတယ်ဒါပေမဲ့သူကဒီမှာအပေါ်မှာ1 2 3ဆိုတာလေးရှိတယ်အဲ့ခါမှာနောက်ပြီးတော့3ပြီးတော့4လာတာဖြစ်တဲ့အတွက်ဒီမှာလာပြီးတော့မှ4ဆိုပြီးတော့ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဖမ်းလို့ကဒါတွေကိုခဏန်းကိုအကုန်လုံးကိုကျွန်တော်ကဒီလိုမျိုးလေးအလိုတရားတက်ပြီးသားပြီးဆိုရင်ပြန်ဖြတ်ချင်တယ်ဆိုရင်အလိုမျိုးလိုက်ပြီးတော့မှကာစာချပြီးတော့မှပေါ့နော် best pay တွေနဲ့ဒီလိုမျိုးတွေလိုက်ပြီးတော့မှအလိုမျိုးဖြတ်ရတာမျိုးမဟုတ်ပါဘူး သူ့အနေနဲ့ကျွန်တော်ကဒီလိုတက်ထားတဲ့နံပါတ်စင်ကိုပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဖြတ်ချင်တဲ့ဒီနံပါတ်စင်လေးတွေကိုပြန်ပြီးတော့မဆက်ကွက်တွေကို selection ပေးရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနေတကြနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် Computer Basics Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ computer basics online class လေးမှာတော့ window 10အသုံးပြုပုံလုပ်ငန်းနံပါတ်တိုင်းမှာအရင်ကိုအရေးပါတဲ့ microsoft word microsoft excel microsoft powerpoint microsoft onenote microsoft publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet email အသုံးပြုပုံတွေ software download and install တော့အသုံးပြုပုံလေးများစွာအပါအဝင်တင်ကန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပြုစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။ဘူလတင်နေကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးတင်နေကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နေကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နန်းကိုအမြဲတမ်းတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ကျေရှင်ပြပြသွားတာနဲ့ခုနကနေရာလေးဖြစ်တဲ့ကျွန်တော်ဒီ number ring လေးကိုပဲတစ်ချက်လေးပြန်သွားပါ သွားပြီးသွားရင်ကျွန်တော်ကဖြတ်ချင်တယ်ဆိုရင်ကျတော့သွားဒီပေါ်ဆုံးလေးမှာဒီမှာနန်းစွာလေးရှိပါတယ်ဒါလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီမှာကလစ်တစ်ချက်လေးနှိပ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါကျွန်တော်တက်ထားတဲ့နှစ်ဖက်သင်းလေးတွေကတခါတည်းနဲ့ပြတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာတက်လက်တက်တက်သွားပြီးပြန်လည်းဖြတ်တက်သွားပြီပေါ့နော်ဥပမာနဲ့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့တက်လိုက်မယ် ကျွန်တော်တို့ကမှကျွန်တော်ထပ်ပြီးတော့တက်မယ်။နောက်တစ်ခါမှတော့နောက်ထပ်ပုံစံတစ်မျိုးထပ်ပြီးတော့တက်မယ်ပေါ့နော်။ဒီကွာဒီမှာကုလိုချင်တဲ့ column တစ်ခုလုံးတက်မယ်ဆိုရင် column တစ်ခုလုံး၊ကွာဒီအပေါ်ဆုံး၃ခွက်ပဲတက်မယ်တဲ့၃ခွက်ကိုပဲ selection ပေးပေါ့နော်။ကုလိုချင်တဲ့လောက်ပဲကွာ selection ပေးပေးပါ။ဥပမာကျွန်တော်အားလုံးတက်မယ်ဆိုရင်အားလုံးကို selection ပေးလိုက်ပါရစေ။ပြီးရင်ခုနကတိုင်းဒီပေါ်လေးကကျွန်တော် number ring လေးကိုပဲတစ်ချက်သွားလိုက်မယ်။သွားလိုက်ပြီးတော့ကျွန်တော်ဒီမှာမြင်ရတယ်ပေါ့နော် product 1တို့ဒီမှာ1 2 3တို့ဒီ1 2 3တို့ဒါတွေကကျွန်တော်အစတုန်းကအရင်တုန်းကသုံးခဲ့တာမလို့ဒီမှာလာပြီးတော့ပေါ်တာဖြစ်ပါတယ်။ ျွန်တော်မိတ်ဆွေတို့အနေနဲ့ကကျတော့ဒီမှာသွားပြီးကြည့်လိုက်မယ်ဆိုရင်ကျတော့ဒီ1ကနေစပြီးတော့ပြီးတော့ဒီအောက်ပေါ့နော်ဒီရောမခဏလေးတွေပဲပေါ်မှာဖြစ်ပါတယ်ဒါလေးတွေပေါ်မှာမဟုတ်ဘူးပေါ့နော်အခုအခါမှာကျွန်တော်တို့ကဒီမှာ1 2 3ရောမခဏကလို့ဒီမှာနောက်မှာ꽌ပိတ်လေးရှိရဲဒါလေးတက်ချင်တာလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့တစ်ခါတည်းကမှာရောမကနန်နေတုံးတာရှိတယ်ပေါ့နော်ရောမကနန်ကဒီမှာအကြီးရှိတယ်အသေးရှိတယ်ကိုပါတုံးနေလဲပေါ့ဥပမာကျွန်တော်ရောမကနန်အသေးတုံးမယ်ဆိုရင်အသေးလေးပေါ်မှာကလစ်နေပေးလိုက်ပြီဆိုတာနဲ့ဒါဆိုင်ကိုရဲ့ဒီဆဲကွက်လေးတွေမှာရောမကနန်အသေးလေးတွေနဲ့ပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကိုနဲ့တက်တူလိုမျိုးကရွေးချယ်ပြီးတော့မှတုံးလို့ရတယ်ပေါ့နော် ခွေဒီဘက်မှာလည်းကိုထပ်ပြီးတက်ချင်နေဆိုရင်ကိုဒါလေးကို selection ပေးမယ်ပြီးရင်ကွာဒီ number ring လေးကိုတစ်ချက်သွားမယ်အပိတိုင်းဒီတခါကျွန်တော် ABC တက်ချင်နေဆိုပါဆို ABC မှာလည်းပုံစံမျိုးမျိုးရှိတယ် ABC ကိုမှအကြီးရှိတယ် ABC ကိုမှအသေးရှိတယ်ပြီးတော့အသေးကိုမှနောက်မှခွင်းပိတ်လေးနဲ့လည်းရှိတယ်ပေါ့နော်ကိုဘယ်လိုပုံစံတက်ချင်လဲဆိုတာကိုရွေးချယ်လို့ရတယ်ဥပမာကွာအသေးလေးတက်ချင်နေဆိုရင်အသေးလေးပေါ်မှာကလစ်တစ်ချက်နေပြီးတော့ရွေးပြလိုက်ရုံပါပဲဒါတင်သူအနေနဲ့ဒီမှာ ABC DEF ကြီးဆိုပြီးတော့မှအလိုလျောက်တက်သွားမှာဖြစ်ပါတယ် အဲ့လိုမဟုတ်ဘဲနဲ့ကွာဒီမှာဒါအောင်မသိသေးဘူးဆိုရင်ကျွန်တော်ဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်ပုံမှန်အပြင်ပေါ့နော် A လို့ရိုက်လိုက်တယ်။ Outcome မှာသွားပြီးတော့ကျွန်တော်ဒီမှာ B လို့ရိုက်လိုက်တယ်။ပြီးရင်ကျွန်တော် C လို့ရိုက်လိုက်တယ်။အဲ့လိုမျိုးတခွက်ချင်းစီလိုက်ပြီးတော့ရိုက်နေမယ်ဆိုရင်ကျွန်တော်အချိန်ကြီးအများကြီးကုန်သွားမှာပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့လိုမျိုးအလိုလျောက်တက်ပေးနိုင်တယ်ဒီ number run လေးကိုကျွန်တော်တို့ကအသုံးပြုလိုက်ရုံပါပဲ။ဟုတ်ပြီ။အဲ့ခါမှာကျွန်တော်ကဒီလိုမျိုး number စင်နေတဲ့အခါမှာထပ်ပြီးတော့မှကောင်းကျိုးတစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုနေနေကဒီမှာ column ကပေါ့နော်ကျွန်တော်တေဘဲကဒီမှာ row အရာဆိုရင် row number 1ကနေပြီးတော့စစ်တီပဲကျွန်တော်ဒီလိုမျိုးရှိနေတယ်။ အဲ့ခါမှာကျွန်တော်က data တွေဆိုတာကပေါ့နော်ကွာလလုံးလုံးနေနေမှာအချက်လက်တွေကအမြဲတမ်းတိုးလာနေနိုင်မျိုးဆိုတာဖြစ်နိုင်နေနေပေါ့နော်ဥပမာနေနေကွာအောက်ကနေပြီးတော့နောက်တစ်ခွက်ထပ်ပြီးတော့တိုးဖို့လိုအပ်တယ်ဆိုပါဆိုဒါဆိုကွာထပ်ပြီးတော့တိုးရတော့မယ်တိုးဖို့အတွက်ဆိုရင်ကွာဥပမာထပ်ပြီးတော့တိုးမယ်တစ်ခွက်တိုးမှလားနှစ်ခွက်တိုးမှလားပေါ့ဒါဆိုကိုအနေနဲ့ကနှစ်ခွက်တိုးလာတယ်ပဲထားပါတော့ဒါဆိုကိုအနေနဲ့ကတစ်ခါနေလောလောဆယ်6တီပဲကျွန်တော်ကတက်ရသေးတာကွာအောက်ကနှစ်ခွက်တိုးလာမယ်ဆိုရင်ထပ်ပြီးတော့မှဒါတွေကို selection ထပ်ပေးရမယ်ဒီနံပါတ်ရင်းကိုပြန်သွားပြီးတော့မှအခုဘယ်လိုပုံစံတက်ချင်တာလဲပေါ့နော်1 2 3ကိုတက်မှလား ABC ကိုတက်မှလားပြန်ယူရမယ်ပေါ့ ဲ့လိုမျိုးရွေးပြမလိုပါဘူးသူအနေနဲ့ကျွန်တော်ကဒီမှာ number ring ကိုသုံးထားခြင်းအပြင်ကလောလောဆယ်မှာကျွန်တော်တေဘယ်လေးကတစ်ကနေပြီးတော့6တေဘယ်ဒီလိုမျိုးလေးကျွန်တော်တေဘယ်ကဒီလိုပဲရှိနေတယ်ဒါပေမဲ့လည်းပဲကိုယ်အနေနဲ့အောက်ကနေထပ်ပြီးတော့မရိုးတွေအများကြီးထပ်ပြီးတော့တိုးလာခြင်းနဲ့ဆိုရင်လည်းပဲတိုးသွားလို့ရပါတယ်။သို့သူနံပါတ်စင်လေးကအလိုလျောက်တက်ပြေးသွားမှာဖြစ်ပါတယ်။ဒါလေးကိုလက်တွေ့လေးစမ်းကြည့်မယ်ပေါ့နော်။အဲ့ဒါကျွန်တော်ဒီအောက်ဆုံးကွက်လေးမှာကလစ်ချထားလိုက်မယ်။ကစားချထားလိုက်မယ်။ပြီးတာနဲ့ကျွန်တော်တို့ဒီအောက်ကနေရိုးတစ်ခုထပ်ပြီးတော့တိုးဖို့အတွက်ကျွန်တော်ဒီဘောလေးမှာလေးအောက်ပေါ့နော်။လေးအောက်ဆိုတဲ့ဟာလေးကိုတစ်ချက်သွားပါ။ ဆွဲလိုက်ပြီးတာနဲ့ကျွန်တော်ဒီအောက်လေးမှာ rows and columns ဆိုတာရှိပါတယ်။ rows and columns မှာကျွန်တော်ကအောက်ကနေထပ်ပြီးတော့မှ row တစ်ခုထပ်ပြီးတိုးมาဖြစ်တဲ့အတွက်ဒီမှာ insert below ဆိုတာရှိတယ်ပေါ့နော်။သွားပြီးလို့အောက်ကနေပြီးတော့တိုးมาပါ။ဒါလေးကိုကျွန်တော် click တစ်ချက်လေးနှိပ်ပြလိုက်ပါတယ်။နှိပ်လိုက်ပြီးဆိုရင်ကြည့်လိုက်ပါ။ကျွန်တော်ဒီမှာခြောက်ပြီးတော့ခွန်ဆိုပြီးတော့มาသွားသူအသစ်တိုးလာတဲ့ row လေးမှာသွားသူအလိုလျောက်နံပါတ်စင်လေးတက်ပြီးသွားပါတယ်။ပြီးတော့ဒီခွန်မှမဟုတ်ဘူးဒီဘက်မှာရှိတဲ့ရောမကနန်လေးကလည်းသွားသူလေးတက်ပြီးသွားတာကိုတွေ့ရလိမ့်မယ်။ ရဒီဘက်မှာရှိနေတဲ့ ABC မှာလည်းပဲ F ပြီးတော့ G ဆိုပြီးတော့မှတော်တော်လိုလျောက်လေးတက်ပြီးသွားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့အတွက်ကဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်။ကိုမလောလောဆယ် data ကတက်ကနေခွန်လေးပဲရှိလို့စိတ်ဒီကျွန်တော်စီစိတ်ပူစရာမလိုဘူး။တက်ပြီးတော့တိုးလိုက်မယ်ဆိုရင်စိတ်ပူစရာမလိုဘူး။ကိုနေနဲ့ဥပမာထက်တိုးမယ်ထားပါတော့ပေါ့နော်။ဥပမာကျွန်တော်ဒီမှာအဆုံးကလေးမှာကစားချမယ်။ဒါကျွန်တော်ဒီမှာနှစ်ကွက်လောက်တိုးလိုက်မယ်နော်။တစ်ချက်နှစ်ချက်နှစ်ချက်လောက်နှိပ်လိုက်ပါတယ်။ဒါဆိုရင်ကြည့်လိုက်ပါ။ခွန်ပြီးတော့၈၉ဆိုပြီးတော့မှတော်တော်လိုလျောက်လေးတက်ပြီးသွားပါတယ်။ ဒီဘက်မှာလည်းအလိုပဲပေါ့နော်ရောမကနဲ့နေ ABCD အခရာတွေအားလုံးမှာလည်းပဲတတ်သူအလိုလျောက်လေးနံပါတ်စင်လေးတွေတိုးပြီးတော့မှတက်ပြီးသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်နံပါတ်စင်ကိုအလိုလျောက်တက်ချင်ရတာအကောင်းကျိုးလေးပေါ့နော်ဟုတ်ပြီပြီးသွားပြီဆိုရင်ကိုအနေနဲ့ကဒီမှာဒီဘက်မှာကျွန်တော်ထပ်ပြီးတော့မှတက်မယ်အဲ့တော့ကွာဒီမှာဒီကွက်လေးမှာ selection ပေးလိုက်တယ်ပြီးပြီးသွားရင်ကျွန်တော်ကဒီမှာ home tab ကိုပြန်သွားမယ် home tab ထဲကနေကျွန်တော်ဒီမှာ paragraph group ထဲမှာ number ring လေးကိုတစ်ချက်သွားမယ်သွားလိုက်တဲ့အခါမှာကျွန်တော်ကဒီမှာကိုမြင်ရတာလောလောဆယ်မှာဒီမှာ၅ခုပဲရှိတယ်ပေါ့နော် အဲ့ဒါကွာဒီမှာဒီငါးခုအပြင်ကိုကွာတခြားပုံစံထည့်ပြီးတော့မှတက်ချင်တယ်ဆိုပါဆိုဥပမာအနေနဲ့ကျွန်တော်တို့ကဒီမှာဆိုရင်1 2 3ဆိုတာလေးရှိတယ်1 2 3နောက်မှာကျွန်တော်ခွင့်ပိတ်လေးရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုပုံစံမတက်ချင်ဘူးပေါ့နော်1 2 3ကျွန်တော်ကခွင့်ပိတ်ကိုတစ်ခုတည်းနဲ့မလိုချင်ဘူးခွင့်ပိတ်ကိုကျွန်တော်ကဒီရှေ့မှာရောနောက်မှာရောပေါ့နော်ခွင့်စားခွင့်ပိတ်နှစ်ခုစလုံးကိုလိုချင်တယ်ပေါ့ဒါဆိုရင်ကိုသုံးညင်တဲ့ပုံစံဒီမှာမရှိဘူးဖြစ်နေတယ်ဒါဆိုရင်ကွာဘယ်လိုမျိုးရှာရမလဲဘယ်လိုလုပ်ရမလဲပေါ့ဟုတ်ပြီဒါဆိုရင်ကွာကိုသုံးညင်တဲ့ပုံစံကိုသုံးလို့ရဖို့အတွက်ကကြာတော့ဒီအောင်လေးမှာကျွန်တော်တို့ define new number format ဆိုတာလေးရှိတယ် ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါနှိပ်လိုက်ပြီးဆိုရင်တော့ဒီမှာဒီလိုမျိုးလေး general တွေ define new number format ဆိုပြီးတော့ data log box တွေကြာလာပါလိမ့်မယ် လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလိုသူများအတွက် Microsoft Word Special Class လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစား ကုလအတွင်းမှာအထူးတင်နှင်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှင်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နှင်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲ့ခါလေးမှာကျွန်တော်တို့ကဘလူးပုံနဲ့တက်ချင်တာလဲဆိုတော့ရွေးရမယ်။ပထမဆုံးအနေနဲ့ဒီမှာ number style ဆိုတာလေးရှိတယ်။ number style မှာကျွန်တော်နှိပ်ချလိုက်မယ်ဆိုတော့ဒီမှာရွေးရတာအများကြီးရှိပါတယ်။ဒီကမှာက1 2 3ကိုတက်ချင်တာလား၊ရောမကန်နဲ့တက်ချင်တာလား ABC ကိုတက်ချင်တာလားဘယ်လိုပုံစံတက်ချင်လဲဒီမှာကျွန်တော်တို့ဒီအတုံးလေးကိုရွှေ့ပြီးတော့ကြည့်ကြည့်လိုက်တဲ့အခါမှာတခြားအများကြီးရှိသေးတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ဒီစုပေးတယ်ပဲထားပါတော့ဗျာ။နောက်ဆုံးကွာဒီမှာ first second third and ဒါလေးကျွန်တော်ထည့်လို့ရမယ်။1 2 3တွေလာပြီးတော့ထည့်လို့ရမယ်။ first second third ကိုမှစာနဲ့ရေးထားတာကိုထည့်လို့ရမယ်။အများကြီးရှိတယ်ပေါ့နော်။ကိုရင်းနဲ့ကုတ်နံပါတ်တွေပါတွေတုံးခြင်းနေဆိုရင်ဒီမှာ0001တို့0002တို့ထိုင်းလည်းအများကြီးရှိသေးတယ်ပေါ့နော်ခုကြိုက်တဲ့ဟာကိုကအလိုလျောက်ယူကျဲချဲ့ပြီးတော့မှကျွန်တော်တို့တွေတုံးလိုက်ရုံပါပဲ အခုဒီတစ်ခါဥပမာအနေနဲ့ကျွန်တော်တို့ကဒီ1 2 3ဟိုတက်မယ်1 2 3ကိုကျွန်တော်ဒီမှာတစ်ချက်လေးရွေးလိုက်ပြီရွေးလိုက်ပြီးတော့အဲ့ဒီ1 2 3ကိုမှကျွန်တော်တို့ကခုနကလိုမျိုးပဲကျွန်တော်တို့ကဒီမှာဆိုရင် full store လေးနောက်မှာပါတယ်ဒီပုံစံကျွန်တော်တို့ကမတက်ချင်ဘူးကျွန်တော်တက်ချင်တာက1 2 3ကိုမှခွင့်ဆောက်ခွင့်ပိတ်လေးနဲ့တက်ချင်တာဖြစ်တယ်ပေါ့နော်အပိဒါစင်ကိုအနေနဲ့ကခွင့်ဆောက်ခွင့်ပိတ်တက်မယ်ဒါမှကျွန်တော်ဒီခွင့်ဆောက်ခွင့်ပိတ်ကိုမှပေါ့နော်ဒီ၄000ဝင်လေးနဲ့တက်ချင်နေဆိုပါဆိုဒါတင်ကွာဒီမှာ1ရဲ့နောက်လေးမှာကျွန်တော်တို့ကစားလေးချမယ်ပြီးတော့ကိုတက်ချင်တဲ့၄000ဝင်လေးကိုထည့်လိုက်မယ် တော့ကျွန်တော်တို့ဒီမှာဝိုင်းရရှိလေးမှာကာစာလေးပြန်ချမယ်ပြီးတော့ဒီလေးတောင်ကွင်းအဖွင့်လေးကိုထည့်လိုက်မယ်ပေါ့နော်ကိုတက်ချင်တဲ့အကူဒီမှာထည့်လိုက်ပါမယ်ဒီလိုထည့်တဲ့အခါမှာသူ့မှာရှိနေတဲ့ဒီ1ဆိုတဲ့အကောင်လေးကိုတော့တွားပြီးတော့မှမဖြတ်မိစေနဲ့ပေါ့နော်တကယ်လို့ဖြတ်မိသွားရင်လည်းကိစ္စမရှိဘူးဒီမှာ number time မှာခုနကလိုမျိုးပြန်ရွေးလိုက်ပြီးတော့မှခုနေနဲ့ပြန်ပြီးတော့မှရွေးချယ်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကွာ number format နေရာမှာကွာ1ဆိုပြီးရေးမယ်အဲ့ဒီ1မှာမှကွာဘယ်လိုပုံစံလေးတက်ချင်တာလဲဆိုတော့ကိုရှိမှနောက်မှကိုထည့်ချင်တဲ့ဟာလေးကိုကိုထည့်လိုက်လို့ရပါတယ် ဒီလိုထည့်လိုက်ပြီဆိုရင်တော့ဒီမှာကြည့်ကြည့်ပါ preview နေရာမှာသူတခါလေးပြပေးပါတယ်ကျွန်တော်ပေါ်လာမဲ့ပုံစံတွေကဒီလိုပုံစံလေးဆိုပြီးတော့မှသူက preview ပြပေးတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်ဒီ preview မှာပြတာတွေကိုကျွန်တော်သဘောကျသွားပြီဆိုရင်ကျွန်တော်ဒီမှာ okay ဆိုတာလေးရှိပါတယ် okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါအစဉ်ကြည့်လိုက်ပါကျွန်တော်ဆက်ကွက်လေးဒီမှာကျွန်တော်လိုချင်တဲ့ပုံစံတိုင်းပဲ1ငါးနေပြီးတော့90ကိုကျွန်တော်4000ကျွန်အပွင့်အပဲကလေးနဲ့တခါတည်းတက်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကိုလိုချင်တဲ့ပုံစံကိုပြန်ပြီးတော့ define ပြန်လုပ်တာပေါ့နော် ဟုတ်ပြီအားရင်ကျွန်တော်တို့ကနောက်ထပ်တစ်ခွက်မှာထပ်ပြီးတော့သွားမယ်ဒီတစ်ခါကျတော့ကျွန်တော်ကနဘက်စင်ကိုဒီလိုမျိုးတွေအင်္ဂလိပ်လိုမတက်ချင်ဘူးပေါ့အခုနေနဲ့မြန်မာလိုတက်ချင်တယ်မြန်မာလိုတက်ဖို့အတွက်ကလည်းပဲကိုအနေနဲ့ number ring ကိုသွားကြည့်တဲ့အခါမှာဒီမှာဆိုတော့ကျွန်တော်1 2 3ဆိုတာကျွန်တော်1 2 3လေးဆိုတာကျွန်တော်ရှိတယ်ဒါအရင်ကတုံးခဲ့တာမျိုးဒီမှာပေါ်တာပေါ့နော်တကယ်တမ်းကျဒီမှာမရှိပါဘူးဒီလိုကိုအနေနဲ့အဲ့လိုမြန်မာလိုတက်ချင်တယ်ဆိုရင်ဘယ်လိုတက်ရမလဲပေါ့အဲ့ခါမှလည်းအလိုပါပဲမြန်မာလိုတက်ချင်တယ်ဆိုရင်ကျွန်တော်ကဒီမှာ define new number format ကိုသွားပါ ဒီလို box လေးပြန်ကြလာပြီဆိုတာနဲ့ကျွန်တော်ဒီမှာ number style နေရာမှာကိုယ်ကကြိုက်တာယူရမှာပေါ့နော်ကျွန်တော်ကဒီ1 2 3ကိုမြန်မာလိုတက်ချင်တာဆိုတော့1 2 3ကနေတောင်းမှာမလို့1 2 3ကိုတစ်ချက်ယူမယ်ယူပြီးတော့ဒီမှာ number format တော့လေးရှိတယ်ဒီ number format လေးမှာကိုယ်ဘယ်လိုပုံစံတက်ချင်တာလဲပေါ့နော်ဟုတ်ပြီ number format ကိုမယူခဲ့မှာကိုယ်နေမြန်မာလိုဖြစ်သွားအောင်အရင်ဆုံးလုပ်ရမယ်မနုလို့ပို့တဲ့အခါကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့လောလောဆယ် preview မှာတာပြီးကြည့်မယ်ခါမှာဆိုအင်္ဂလိပ်လိုတွေပဲပေါ်နေသေးတယ်။ထောက်ကုနေနေမြန်မာလိုဖြစ်သွားစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်လေးမှာ font ဆိုတာလေးရှိပါတယ်။ဒီ font လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ င်းလိုက်တော့ဒီမှာ found ဆိုပြီးတန်လာပေါ့စီထပ်ပြီးပွင့်လာလိမ့်မယ်။လို့ပွင့်လာပြီဆိုတာနဲ့ကျွန်တော်ကဒီမှာဒီအောက်ကဘောနော found ဆိုတဲ့ဒီ box လေးထဲမှာကို buffer ကိုသုံးပါလဲဆိုတော့ကျွန်တော်ပြည်ထောင်စု found လေးကိုသုံးပေးပါပါ။အဲ့ကျွန်တော်ဒီမှာပြည်ထောင်စုဆိုပြီးတော့ရိုက်ချလိုက်ပါ။ PY ဆိုပြီးနှလုံးလောက်ရိုက်ချလိုက်ပြီးတော့မှကျွန်တော်ဒီဘက်လေးမှာရှိတဲ့အများလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာပြည်ထောင်စု found ပေါ်လာမယ်။ဒီပြည်အောင်စုဖောင်ရဲ့အောက်လေးမှာကျွန်တော်ဒီမှာပြည်အောင်စု number ဆိုတာလေးရှိပါတယ်။ဒါလေးကိုကျွန်တော်သုံးပေးပါပါ။ပြည်အောင်စု number ဆိုတဲ့ဖောင်လေးကိုတစ်ချက်လေး click နေပြီးတော့ရွေးပေးလိုက်ပါ။ ပြောင်းသူနံပါတ်ကိုကျွန်တော်ရွေးလိုက်ပြီဆိုတာနဲ့ preview နေရာမှာတွားပြီးတော့ကြည့်လိုက်ပါဒီမှာ1ကနေပြီးတော့မှ1ဆိုပြီးတော့မှမြန်မာလိုလေးပြောင်းသွားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီအောက်လေးမှာ font ဆိုပြီးတော့တဲ့ box တစ်ခုရှိသေးတယ်ဒီမှာလည်းပဲကျွန်တော်တို့ပြည်တော်စု font လေးကိုပဲသုံးပေးလိုက်ပါ p1 ဆိုပြီးရိုက်ထည့်လိုက်မယ်ပြီးတော့ဒီဘက်ကများလေးကိုနှိမ့်လိုက်ဒီမှာပြည်တော်စုလို့ပေါ်လာပြီပေါ့နော်ပြည်တော်စုလေးကိုကျွန်တော် click နေပြီးတော့ရွေးပေးလိုက်ပါတယ်ဟုတ်ပြီဒါဆိုရင်ရသွားပြီပြီးသားပြီဆိုရင်ဒီမှာ1လို့ပေါ်လာမယ်ဒါလေးကိုကိုယ်သဘောကျသွားပြီဒီလိုမျိုးပေါ်တာဟုတ်တယ်ဆိုရင်ခွာဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ ဲကျွန်တော်ဒီမှာ preview နေရာမှာဒီမှာ10နဲ့3လေးကိုပြပေးတယ်ပေါ့နော်ဒီကမှာကိုနေနဲ့တရရရှိမှာ၄000ကိုနေလေးထဲမှာလာဘလူအောက်ထဲမှာလာဆိုကိုနေတက်တူရွေလို့ရတယ်။ဥပမာကတရနောက်မှာဒီ၄000ကိုနေမဟုတ်တော့ဘူးပေါ့။တမန်ကျွန်တော်ခွန်ဆောင်ခွင့်ပေးပေးထည့်ချင်နေဆိုပါစို့။အဲဒါကိုနေနဲ့ကဒီမှာကျွန်တော်တို့ရှိမှာရိုးတနန်ကျွန်တော်ခွင့်ပေးခွန်ဆောင်ခွင့်ပေးထည့်မယ်ပေါ့နော်။ခွန်ဆောင်လေးလာမယ်။ကျွန်တော်ဆောင်ကနေခွန်ပေးလေးလာမယ်။ဒီလိုပုံစံကိုသဘောကျရဲဆိုပါစို့။ဟုတ်ပြီဒါလေးကိုကျွန်တော် preview နေရာမှာကြည့်ကြည့်ပါ။ကိုဒီလိုပုံစံလေးသဘောကျသွားပြီဆိုတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနေပေးလိုက်ပါမယ်။ ဆိုတော့ကျွန်တော်ဒီမှာကိုလိုချင်တဲ့ပုံစံနဲ့လေးပဲတက်ကနေပြီးတော့မှအစင်လိုက်လေးပြီးကျွန်တော်ခွင့်စားခွင့်မေးလေးတွေနဲ့မြန်မာလူလေးတက်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကော်ပီထားစဉ်ကျွန်တော်ဒီသင်ခန်းစာလေးမှာလေးလိုက်အဓိကလေးလာခဲ့ရတာကကြတော့ကျွန်တော် Microsoft Word ထဲမှာကျွန်တော် table ကိုဘယ်လိုမျိုးရေးဆွဲရမလဲပြီးတော့ဒီ table တွင်ထဲမှာ number စင်လေးတွေကျွန်တော်အခက်အားလေးတွေတက်ချင်တဲ့အခါမှာဆိုဘယ်လိုမျိုးစနစ်ကြမ်းနဲ့တက်ရမလဲဆိုတော့ကိုသင်ကြားခဲ့ရတာဖြစ်ပါတယ်။ဒီကိုသင်ခန်းစာလေးကမဆူရွေးလုပ်ငန်းခွင်တက်ကြိုးရှိမှလို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုးရှိတဲ့ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ကပ်ပေးပါခင်ဗျာ။ comment လေးမှာလည်းရေးကပ်ပေးပါ ျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါခင်ဗျာဒီသင်ခန်းစာလေးမှာနားမလဲတာမရှင်းတာရှိမယ်ဆိုရင် comment တွေမှာရေးခဲ့လို့ရပါတယ်နောက်တစ်သင်ကြားပြီးသိချင်တဲ့သင်ခန်းစာလေးတွေရှိမယ်သိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင် comment တွေမှာမေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှပြန်ချပေးသွားပါမယ်ဒါကြောင့်ရှင်တဲ့နေ့ရက်လေးကိုမျှတဲ့ထပ်ရပါဆင်းနေကြပါစေအားလုံးကိုစိတ်နှစ်ပြန်ချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ